။တမိကလေးကျေးရွာကလူတွေကိုမြေအစားပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့ရန်ကုန်တိုင်းဒေသကြီးအစိုးရကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုဒေါ်လာလဝင်းပေးပို့ထားပါရရှင်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဖုံမှုကြီးတင်ဝင်းကနေတမိလေးကျေးရွာမှာသူတွေကို လောလောဆယ်နေရချထားပေးဖို့မရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှမီဒီယာတွေနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ ကျွန်တော်ဒီလိုရှင်းနေလို့ခြင်းတော့ဒီပြဿနာကြီးကပြီးမှာပေါ့အဲ့တော့ကျွန်တော်တို့လည်းနေရာရှာပါခံပေးတယ်နေရာရှာတာပြဖို့လည်းကျွန်တော်ကအခုချိန်မှာဘယ်လိုမှမလုပ်ဘူးဒါကြောင့်ကျွန်တော်ကခုနကျွန်တော်ပြောတဲ့အလုပ်တိုင်းကိုပြန်ဆိုပေးမယ်ပြီးရင်ကျွန်တော်ကအဲ့ဒီပုံမှန်ဘူးတီးပြီးတော့မှသူတို့ရဲ့လုတ်အားကားတယ်သူတို့ပြင်ဒါဆိုရင်သူချွတ်ချွတ်တက်နေရှင်းပါဦး မီလီကျေးရွာကဖယ်ရှားခံရသူတွေအတွက်မြေနေရာစီစဉ်ပေးဖို့ရှိမရှိအမေကိုသူကအခုလိုဖြစ်ကြခဲ့တာပါ။တမီလီကျေးရွာကသူတွေကတော့သူတို့အနေနဲ့မြေအစားပြန်ရဖို့မျှော်လင့်နေကြပြီး DKB ရဲ့အဖွဲ့အခေါ်တာကိုမလိုက်သေးသလိုကြံ့ခိုင်ရေးကမြေအစားပေးပြီးပြောင်းရွှေ့ခိုင်းတာကိုလည်းညှင်းဆိုထားတာပါ။အခုဥစားသူတို့ကိုယ်တိုင်ပြမြေကိုကြီးကဝယ်ပြီးတယ်တဲ့အကိုကြီးကနဲ့အခုအင်စီ190နဲ့90နဲ့9လုံးဘလူတွေကျွန်တော်ကသွားပြီးနေကြကျွန်တော်တို့လိုချင်တာတော့အခုကျွန်တော်တမလီကျွာဆိုတော့ကျူးပါတဲ့အဲ့ဒီကပြောပါတယ်ကျွန်တော် အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကျွန်တော်တို့နေတိုင်းနဲ့ကျွန်တော်ဘိုးဘွားတွေနေတိုင်းနဲ့ဒီသမီးလေးကြီးရမှာပဲကျွန်တော်တော့ပြန်ပြီးတော့ခြားခွင့်ပြုပါလို့ထက်ကလူကြီးမင်းများကိုလည်းကျွန်တော်ပြောချင်ပါတယ်သူတို့အနေနဲ့တခြားရက်ဒေတာတွေမှာရှာဖွေစားတောက်ဖို့အဆင်မပြေပါကိုစိုးရိမ်နေကြပြီးဒေတာခံအများစုကတော့ပြောင်းရွှေ့ဖို့ညှဉ်းဆန်နေပါတယ်။စားစရာဆိုအခုလူတာတန်းတာလေးပဲကျွန်တော်ကျွေးရစားရတယ်။ကျွန်တော်ကဒီရွာလေးမှာပဲကျွန်တော်ပြန်နေခြင်းတယ်။ဒီရွာလေးမှာကျွန်တော်လှုပ်စားတက်၊ကြိုက်စားတက်တယ်။ ဒီမိတ်နေရာသွားပို့လို့ရှိရင်တော့ကျွန်တော်တို့အဆင်မပြေနိုင်ဘူးအင်ဂျီ400ရှိတဲ့သမီးလေးကြီးရွာကိုဒီလ4ရက်နေ့မှာတပ်ပိုင်မြေဆိုပြီးဝင်ရောက်ဖြတ်စည်းခဲ့ပြီးနောက်ဒေသခံအချို့ကတော့ဘကိုးမြို့နယ်အောင်သိတိဖုံကြီးကျောင်းမှာခိုးလုံနေကြတာပါဖုံကျောင်းဝင်းကျင်မှာနေထိုင်တဲ့သူတွေကိုအာဏာပိုင်တွေကဖယ်ရှားခိုင်းနေပြီးကလေးတွေစာမွေးပွဲရှိတာကြောင့်သူတို့ဖယ်ပေးရမယ့်ရက်ကိုတော့ခဏဆိုင်ခံပေးထားပါတယ်ကျွန်မလှလာဝင်ပါ